ိုက်တာတွေမျိုးနဲ့မွေးနေမလဲငယ်ဆိုလို့ရှိရင်လည်းကိုနိုင်ငံချင်းလည်းလူမျိုးရောက်မှာမဟုတ်ဘူးကွာလေပြီးလို့ရှိရင်လည်းအညာသားတွေလည်းပဲတဲ့သူ့မိမတွေသူပြန်ပြီးတော့တတ်မှာမဟုတ်ဘူးကွာလေဟုတ်ပါဘူးကိုကြီးကြီးလည်း6800ဇာတ်တွေစစ်ကြုံဘွားကမလွတ်ချင်တော့ဒေါ်လန်ဂီတပညာရှင်လင်းလင်းနဲ့ရှစ်သူဝေတို့ဥဆောင်ပြီးအမေရိကန်တဝန်အခမဲ့ကျင်းပနေတဲ့ဖြောဖြေပွဲတွေကိုအဆုံးတက်လိုက်ပြီးလို့လက်ရှိမင်းအောင်နိုင်ကျင်းပတဲ့အတုအယောင်အာနာလုတဲ့အာနာလိန်မဲ့ အာနာခိုးမဲ့ရွေးကောက်ပွဲကိုအားလုံးပဲမင်္ဂလာပါရှင် family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပစ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်လူခွန်အားဖြစ်စေမဲ့ရုပ်တန်လေးနဲ့ ကျွန်တော်တို့မြန်မာပြည်သားတွေရဲ့စိတ်တက်လေးပေါ့နော်ထိုင်းနိုင်ငံမှာနဲ့တူတယ်ကိုကြီးချင်းစိတ်ကြီးอ่ะ

ဒီမြင်ကွင်းမျိုးမင်းတို့စစ်တပ်မှာရှိလားမင်းတို့စစ်ခွေးတပ်မှာရှိလားတနက်ကြီးကြိုင်ပြီးတော့ပြည်သူကိုနည်းနည်းလေးကူညီရင်တောင်းချစ်မြတ်တာတွေနဲ့ကတော့တယ်ကျွန်တော်မိသားစုတွေလူတွေတွေလူတွေလက်နက်အာကိုတိုင်းပြည်ကိုမတရားစစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲတခိုးတွေကလူပြန်ဟစ် ပလင်းတူဘူးဇော့ကြံခိုးပါတီငခင်ရီပြည်သူပါတီငကိုကြီးမောင်မဝင်တမ်းမဝင်ပါတီတွေဝင်ပြိုင်မဲ့သူတွေ2020ရွေးကောက်ပွဲပြည်သူလူထုရွေးကောက်ခံအစိုးရကိုကြတော့မင်းတို့ကောင်တွေထောင်ထဲထည့်တဲ့သမ္မတတွေအတိုင်းမြန်ကန်နေစသည်ပေါ့နော်။ဘာလာပြန်ပြီ2025ဒီဇင်ဘာ28ဟလာရွေးကောက်ပွဲနဲ့တာပါတီစုံဒီမိုကရေစီကိုဖော်ဆောင်နိုင်မယ်။ဘာညာရှာယိုးမရှိဘဲ မြာပြည်ပြည်သူမဲကိုလာဆွဲယူတော့လွန်တာပေါ့ဆိုတဲ့အတိုင်း6800ဇာတိစစ်ကြုံဘွားကမလွတ်ချင်တော့ကြောသမ ्या ဆိုသမ ्या ကိုယုံကြပေါ့အမှန်တရားတွေပါဗျာ6800ဇာတိ1000ဇာတိကတော့ယုံကြည်လိမ့်မယ်သူတို့အတွက်နေရာလေးတစ်ခုရမလားအနေစားလေးများခြောက်မလားအဲ့လိုတဘိုးတဲ့သမားတွေပဲယုံကြည်မယ်ခွေးကောက်ပွဲ2025ခုနှစ်အတွင်းဒေါ်လန်ဂီတပညာရှင်လင်းလင်းနဲ့ရှစ်တူဝေကိုဥဆောင်ပြီးအမေရိကန်တဝန်း အခါမဲ့ကျင်းပနေတဲ့ဖြောဖြောပွဲတွေကိုအဆုံးတက်လိုက်ပြီးလို့လင်းလင်းကအသိပေးပါတယ်။ Rounding Tang မိသားစုမှတောင်းဝန်ထမ်းကြတော့2015 Rounding တွန်းများပြီးပါပြီလို့လင်းလင်းကသူ့ရဲ့လူမှုကွန်ရက်ကနေတရှင်ပြောကြားသွားတာပါ။မြို့အလုံးကလက်ခံရရှိ ပို့ဆောင်စည်ရင်အနည်းချုပ်ကိုလည်းတလအတွင်း လူတို့ထံအတိပေးနိုင်မောငွေကိုင်းစင်းကိုင်းတာဝန်ရှိသူတွေကပြင်ဆင်နေပြီးဒီကြတော့ငွေမလာနေနေမှာစင်းရှင်းပြီးပြီလို့ဆိုပါရဲအဲ့လိုပြောပြီးဆယ်လီဝဲခေါ်ပွဲလုံးလက်မှတ်ဝဲကြားရမြေပြင်ပို့ဆိုတာထက်ပိုတဲ့အရွှေလုံးမကြပါမယ်မယုံကြည်ရတဲ့အင်းအင်းချင်းတွေကြောင့်ကိုရွေကိုရိုင်းဂျုံမကြပါမယ်ယခုထက် အနည်းဆုံးနှစ်ဆပို့ယုံရပါမယ်လို့လဲတော်လန်အနုပညာရှင်တဦးဖြစ်သူကညင်ညာတော့ပါတယ်ဟုတ်ပါဆက်လက်ပြီးလူမျိုးစုံဘာသာစုံတိုင်းရင်းသားမိသားစုအစုအဖွဲ့တွေကတာဝန်ယူတာဝန်ခံပြုလုပ်မဲ့ပွဲတွေမှာအတီးအဆိုတည်တံ့ကိုအခမဲ့လိုင်းလံတာဝန်ထမ်းဆောင်ပေးသွားမယ်လို့တည်တည်ဆိုလင်းလင်းကပြောပါတယ်မြေပြင်ကဖျားကြောင်းတွေလင်းရင်ဘုံတန်ကပြင်ဆင်မွမ်းမံကုန်ကြမုံ ။သက်ဆိုင်ရာနေမေတို့ကတိုင်းရင်းသားမိသားစုတွေရဲ့စားဝတ်နေရဖြစ်တည်မှုနဲ့တိုင်းရင်းသားတွေရဲ့တန်းတူလူခွေလှုပ်ရှားမှုစားတဲ့အချက်၃ချက်အတွက်ပဲလှုပ်ဆောင်မယ်လို့လည်းသူကအတိပေးတော့ပါသေးတယ်။ Okay ကျွန်တော်အထင်လန့်သွားတာပဲ။ကိုလင်းလင်းများဒီရန်မုံငွေပွဲတွေအပြီးပိုင်နားပလိုက်တာလားလို့2025ခုနှစ်အတွက်နားတာနော်။2026ခုနှစ်ရောက်ရင်ပြန် fight ပါ။ကိုလင်းလင်းတဦးလေးကြံ့ရင်တဦးလေး fight မယ်ဆိုတဲ့စိတ်တက်မျိုးနဲ့လူတိုင်းမှာအဲ့လိုစိတ်တက်တွေရှိရင် ဟုတ်ကဲ့ဗျဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့လိုတိုရှင်သတင်းလေးနှစ်ပုဒ်ကိုဖတ်ပြပါဦးမယ်မြန်မာနိုင်ငံတဝမ်းအကျန်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်25កောင်ကတော့ကျွန်တော်ညီနောင်တွေရဲ့လက်ချက်မှာနေရာမှာတင်အစအနရှာမတွေ့အောင်တိုက်ဆုံသွားကြောင်းကြားသိရတယ်25កောင်ဆိုတော့လေနေဦးနော်ပဲခူးတိုင်းတောင်ကုန်းမြို့နယ်အကျန်းဖက်ဆက်တပ်ဆက်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ ဆက်ခွေး10ဦးကတော့နေရာမှာနေပွဲချင်းပြီးသေဆုံးပြီးအရာရှိတအူးပါဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNU တပ်မဟာနဲ့တရင်ကကနေဂျားဒေတာကာကွယ်တပ်ဖွဲ့မှာတာဝန်ရှိသူတဦးကနေပြီးတော့ထုတ်ပြန်ထားပြန်တဲ့ကျွန်တော်မိသားစုတွေဆယ်ကောင်ဆိုတဲ့အင်အားမဲဦးနော်ညီနောင်လေးအရန်လေးစားတယ်အထိခိုက်မရှိအောင်တိုက်ပွဲတွေများများဆင်နွှဲနိုင်ပါစေလို့ဆုတောင်းပေးတယ် ရွေးကောက်ပွဲမဲဆွဲနေကြတဲ့ဟာတွေနဲ့ပတ်သက်လို့လက်ရှိမင်းအောင်နိုင်ကျင်းပတဲ့အတုအယောင်အာနာလူတဲ့အာနာလိမ်မဲ့အာနာခိုးမဲ့ရွေးကောက်ပွဲကိုမဲဆွဲနေကြတဲ့ဟာတွေဟာမတွေခက်ရရိုင်းမပြောမယ်နော်ဒီဗီဒီယိုဖိုင်ကိုကြည့်ပါအော်ဒီလိုပဲနဲ့တော်တော်တိုက်ဆိုင်တယ်ကျွန်တော်ကလည်းတစ်တော့ကိုတို့လိုက်ပုတ်ပြီးတုံးတဲ့လူမျိုးကိုကြည့်ရင်အောက်တော့ဝင်ရိုက်ပြီးတော့ဟိုကိုကြည့်ရင်ဒီလူပါတင်လဲရှင်းပြောရင်တော့ဟိုဘက်ကခုတ်ခွေးတွေပေါ့နော်အဲအခုဒီမှာကျတော့ဒါထိုင်းနိုင်ငံစမူပကံမှာရောက်နေတဲ့ နော်မြန်မာနိုင်ငံသားတက်ရောက်ဘာပြောထားလဲဆိုတာကြည့်ွားပါနော်โอเคမင်္ဂလာပါခင်ဗျာအင်းမနာပြောလို့ရှိရင်တော့ဆက်ခံရတော့မယ်ဒါပေမဲ့ဆက်ခံလည်းမတတ်နိုင်ဘူးနည်းနည်းလေးအကလေးနည်းနည်းပြန်ပြီးတော့စပြလိုက်အောင်တဏတော့မဟုတ်ပါဘူးဒီတလုံးမှလေတွေ့တွေ့နေရတာဆိုရှယ်မီဒီယာတွေပေါ်မှာမြန်မာနိုင်ငံမိမိတွေလေဒီ2000လာမယ့်ယူကပွဲပေါ့နော်မဲပေးဖို့အတွက်ဆိုပြီးတော့ဟိုတင်းနေတာတွေ့ရတယ်မဲဆွဲနေတာစီးအောင်နေတာပေါ့နော်ပြညာပြညာနေတာတွေ့ရတယ်ဆိုတော့အဲ့ဒါကျွန်တော်က ကျွန်တော်ကမနေ့ကဒီခန်းနိုင်ငံကစမုပကံအမစမုပကံအလို့ရင်ဒီတိအောင်မှာလောက်ရလေအဲ့တော့အဲ့ဒီအဲကျွန်တော်ပထမလောက်ဖြတ်ပြီးလောက်ယူမှာပေါ့နော် KMB ဆိုတဲ့ဒီ plastic တွေနဲ့အဲပြုစလို့ရှိရင်စကူတွေနဲ့ပေါ့နော်ပကံလေးတွေပြုလို့ရှိရင်တောက်တောက်ရိုးကလေးတွေထောက်တဲ့အဆိုင်မှာလောက်ခဲ့ဘူးတယ်ပေါ့လောက်ခဲ့ဘူးတယ်ဆိုတော့အဲ့ဒီမှာဦးလေးတိအောင်နဲ့တိခဲ့ဘူးတယ်တိခဲ့ဘူးတော့သူကတစ်ခါတလေမှကျွန်တော်တို့ရှိကိုလာလောက်ရတာပါကျွန်တော်တို့ရှိမှလူလိုမှသူကလာလောက်ရတယ်သူက set line တနေရပါပေါ့နော်အဲ့တော့ဒီနေ့တော့သူကလာပြီးတော့ကျွန်တော်တို့ရှိမှလာလောက်ရတယ်လာလောက်ရရင်းနဲ့အာစကားတွေမျိုးမျိုးပြောရင်းနဲ့ပေါ့နော်ကိုလက်ဆာကမသိဘူးသူ့ စကားစကားတွေပြောပြောနေဘယ်ရောက်သွားလဲဆိုတော့အမေစုအကြောင်းရောက်သွားအမေစုအကြောင်းရောက်သွားသူကဘာပြောညာပြောနေအမေစုအကြောင်းရောက်တယ်ဆိုတော့လေဒီလိုမျိုးကြီးအမေစုအကြောင်းဟိုဒဂုဒကကြီးဖွင့်တယ်မျိုးပြောတယ်မဟုတ်ဘူးသူကဘာပြောညာပြောနေအလွတ်လွတ်နေနေကွာတဲ့အဖွားကြီးသားလည်းမဲမလင်ခဲ့ဘူးဆိုလို့ရှိရင်တို့နိုင်ငံအချင်းချင်းဒီလိုမျိုးရောက်မှာမဟုတ်ဘူးကွာတဲ့ခက်တယ်လို့တော့အဲ့လိုထားတယ်ကျွန်တော်လည်းကြောင်သွားတယ်ဟာဒီလိုပါလဲပေါ့ကိုယ်လည်းဘာမှလည်းဟိုအဲ့အဲ့ဒီကြောင်တွေပြောတာလည်းမဟုတ်ဘူးအဲ့သူကလည်းလာပြောတယ်အာကျွန်တော်လည်းနေစက်ခက်နေနေထင်းတယ်တင်းသွားတာပေါ့ပြောမှလည်းတင်းသွားတာပေါ့အားနေပြောနေ အမေစုသားတဲ့ဟိုအဟွားကြီးသားတဲ့လူမျိုးနဲ့မွေးနေမလဲငယ်ဘူးဆိုလို့ရှိရင်လည်းပဲတဲ့ကိုနိုင်ငံချင်းလူမျိုးရောက်မှာမဟုတ်ဘူးကွာတဲ့ပြီးလို့ရှိရင်လည်းအညာသားတွေလည်းပဲတဲ့သူမိမတွေသူပြန်ပြီးတော့တတ်မှာမဟုတ်ဘူးကွာတဲ့သူကဘာတဲ့နေဘယ်လိုကြားပြီးဘယ်လိုပြောလဲတော့ကိုလည်းမသိဘူးအားနဲ့ကျွန်တော်လည်းပဲအားနဲ့သူ့ကိုတစ်ချက်ကြည့်လဲပြီးလဲပြီးတော့ဒီဟုတ်ပြီလို့ဦးလေးအဲ့လိုထင်နေတော့ okay အားဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ဦးလေးကျွန်တော်မေးမယ်ပေါ့နော်အဲ့2020ရွေးကောက်ပွဲတော့ဦးလေးတွားပြီးတော့မဲပေးလားလို့ဆိုတော့အာအဲ့လိုမျိုးမမေးခင်ပေါ့နော်အားနဲ့ဦးလေးကဘာလို့ဦးလေးကဘာလို့ဟိုဘဲပါတီဦးလေးကထောက်ခံတာလဲလို့ကိုလည်းကောင်းကောင်းမွန်မွန်ပဲမေးပါတယ်ဆိုတော့သူက တည်တဲ့အတိုင်းသူကကြက်ဖုတ်ပေါ့နော်ကြက်ခိုက်ဖုံမျိုးကြီးနဲ့အဲ့လိုမျိုးပေါ့ကြက်ဖုတ်အခုခေတ်စကားနဲ့ခေါ်တာကြက်ဖုတ်ပါအဲသူ့သူ့အိုက်ပါတီကိုထောက်ခံတာလေဟုတ်ပြီလို့အဲ့ဒါဆိုလို့ရှိလို့ရှိရင်လို့ဦးလေးအိုက်ပါတီကိုထောက်ခံတော့အဲ့ဒီမဲပွဲမဲပွဲတော့မှဦးလေးဒီထိုင်းနိုင်ငံမှာရှိလားလို့ပြောတော့ရှိတယ်တဲ့အဲ့ဆိုလို့ရှိရင်ဦးလေးသွားပြီးမဲပေးလားလို့ပြောတော့တိုင်းမှာသွားပြီးမဲပေးလားလို့တော့မပေးဘူးတဲ့မပေးဘူးတဲ့ဘာလို့သွားမပေးရလဲလို့ကိုထောက်ခံတဲ့ပါတီကိုသွားပြီးမဲပေးရမှာပေါ့လို့ဘာလို့မပေးရလဲဆိုတော့အခက်အခဲတွေရှိလို့ပေါ့နော်โอเคလို့အဲ့ဒါကျွန်တော်ပြောပြမယ်နော်လို့ ဒါကျွန်တော်ပုံမှန်လေးလေးပဲပြောရအောင်လို့ကျွန်တော်အမေစုကိုချစ်တယ်လို့အမေစုပါတီကိုကျွန်တော်တို့ထောက်ခံတာလို့ပြောပြမယ်လို့အခုဒီစက်ရုံထဲမှာပဲလို့အမေစုပါတီကိုထောက်ခံတဲ့ NLD ပါတီကိုထောက်ခံတဲ့လူနဲ့အဲ့ဒီချက်ဖို့ပါတီကိုထောက်ခံတဲ့လူနဲ့ခွဲလိုက်လို့ရှိလို့ရှိရင်ဘယ်သူကများမယ်လို့ထင်လဲလို့တော့အဲ့ဒါခုမှကျွန်တော်ပြောလိုက်တယ်အဲ့ဒါအောင်မှမဲလိမ့်နေမဲခိုးတဲ့ဆိုပြီးတော့လို့ကလင်ကကြီးညံနေတယ်လို့ဗာလဲဟိုဟာအုံနောက်ထိုင်မှာသမင်းစားပြီးကြီးကြတာမဟုတ်တဲ့ကောင်တွေပြောစကားလို့ဦးလေးလက်ခံနေအဲနားရောက်နေဆိုလို့ရှိလို့ရှိရင်နော်လို့အဲ့ဒါဦးလေးလည်းပဲ တို့နဲ့တူမထူးဘူးလို့ကျွန်တော်အဲ့လိုပဲသူပြောလို့ကျွန်တော်ဘောသားတွေထွက်တယ်စိတ်တွေတူတယ်တိလာဟာတဲ့အဲ့ဒါမင်းတို့ကောင်းနေမားနေရတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နေပြောတာဟုတ်ဘူးကျွန်တော်ပြောတာကျွန်တော်မားတယ်မှန်တယ်ကအသာထားလိုက်အောင်နော်အဲ့တော့ဒီထိုင်းနိုင်ငံမှာဟောပဲ အဲ့ဒါကမှမဟုတ်ဘူးနော်အဲ့ဒါကမှမဲပေးသွားတဲ့မဲသွားပြီးတဲ့အချိန်ကြီးမပြောနိုင်အောင်လို့ဒီစက်ရုံနှဲမှာဘယ်ခွဲကြည့်လိုက်ပါအောင်လို့အဲ့နော် NLD ပါတီကိုထောက်ခံတဲ့ပါတီနဲ့ကျန်တဲ့ပါတီကိုထောက်ခံတဲ့လူတွေနဲ့ NLD ပါတီကိုထောက်ခံတဲ့လူတွေနဲ့ကျန်တဲ့ပါတီကိုထောက်ခံတဲ့လူတွေနဲ့ဘယ်သူကပိုများမလဲဆိုတာကိုခွဲကြည့်လိုက်ပါလိုက်မေးကြည့်ပါအောင်လို့အဲ့သူကလည်းမပြောအဲ့ဒါကမှလို့ဦးလေးတော်ကလို့ဟိုမဲလိမ့်နေမဲကုတ်တယ်ဆိုတာကြီးဟိုလို့ယုံနေတယ်ဆိုလို့ရှိလို့ရှိရင်နော်လို့ဒါသမင်းစားကြည့်သမင်းစားပြည့်ကြည့်လာတော့မဖြစ်နိုင်ဘူးလို့ဦးတော်ထဲမှာဘာလဲကြည့်လိုက်မသိဘူးဘယ်လိုလဲကျွန်တော်ပြောချတယ်လေအာကျွန်တော်ဒေါသရတော့တာလေစိတ်ကြီးတူတာလေ အဲ့တော့အခုကနည်းတိုက်ဆိုင်လာလို့ပေါ့နော်တိုက်ဆိုင်လာလို့ပါရွေးကောက်ပွဲဆိုတဲ့ဟာနည်းနေ့တိုင်းကြားနေရတယ်ဒီလိုနေ့မှလည်းကြည့်ဆိုရှယ်မီဒီယာမှာလည်းတက်နေတယ်ဆိုတော့ဒီမှာလည်းပြည်ရပါလို့ငါပြောတာအဲ့တော့အဲ့ဒါယူအဲ့ဒါယူမှာမဲလိုက်နေမဲခိုးတယ်ဆိုပြီးတော့ပေါ့လေပြောပြောနားရောင်နေတူပြီလဲဆိုအေးပေါ့အဲ့ဒါကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ဘယ်တော့မှဘာလို့ရှိပြီးတော့ကြည်လာလဲတော့ကိုလည်းမသိတော့ဘူးအဲ့တော့ပြောချင်တာတော့ဒါပါပဲနော်တက်တိုင်းဆဲရင်လည်းဆဲပေါ့အစဲခံရမှာပဲနော်လေးစားလေးစားဘူးလေးလှဆိုပြောနေပဲပြောတာတကယ်ကိုလေးစားเนาะ ကျွန်တော်တို့ပြောတာအဲ့ဒါပဲဒီလိုအခုဒီဒီအကိုလည်းညီလားမသိဘူးနော် level လောက်ရှိရင်ရှိမလားအဲကျွန်တော်တို့ပတ်ဝန်းကျင်ပေါ့နော်အဲ့တော့ဒီမိတ်ဆွေပြောသွားတာပြည်သူတွေကပြည်သူတယောက်ပဲတူတော်လိုင်းလောက်နေတာလည်းမဟုတ်ဘူးထောက်ဖို့လောက်နေတာလည်းမဟုတ်ဘူးတာမန်ကိုလိုတူလိုအလုံလုံရင်းနဲ့ကိုဘဝကိုဝင်းကိုကြောင်းပြီးတော့ဒီဘက်ရောက်နေတာဒါပေမဲ့အခုလိုမျိုးထွက်ပြောတာဒီဘက်ကြောင့်အမှန်တရားကိုတူတိတယ်လေတူတိတယ်အမှန်တရားကိုတိရတဲ့အတိုင်းဒီအမှန်တရားကိုမှားပါတယ်လို့ အော်နေကြတဲ့ဒူတွေကိုတူပါပြစ်လို့လေခံစားမနိုင်တော့ဘူးအဲ့ဒါလဲဒါတော်နိုင်ရေးပဲကျွန်တော်တို့ပြောတာအဲ့လားလူတိုင်းဟာတထောင်မနေရကပါဝင်နိုင်နေဆိုအခုလိုမျိုးသူရုပ်ပြပြီးထွက်ပြောတာဒီတူတူယုံကြည်မှုရှိလို့อืมငါသူပြောတာရှင်းရှင်းလေးမဲလိန်လို့မဲခိုးလို့ NND ကနိုင်ရတယ်ဆိုရင်ကိုယ်ပတ်ဝန်းကျင်မှာပဲကိုလိုက်စစ်တမ်းတောက်ကြည့်လိုက်ဩကိုအရင်ပတ်ဝန်းကျင်ကိုစက်ရုံကပတ်ဝန်းကျင်ကိုနေထိုင်ရာနေရာပတ်ဝန်းကျင်ကိုအလုပ်လုပ်ရလုပ်ရတဲ့ပတ်ဝန်းကျင်ဒါပဲလေ ကျမ်းပုတ်ကိုထောက်ခံတဲ့လူကြီးနဲ့အနန္ဒီကိုထောက်ခံတဲ့လူကြီးဘယ်ဟာများလဲကိုပတ်ဝင်းကြီးကိုကိုအရင်စုံစမ်းပြီးမှမဲလိန်တာမဲခိုးတာဒီဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာစဉ်းစားထမင်းစားပြီးကြီးတဲ့ခေါင်းနေမလားသူပြောရတာအယမ်းထိတယ်နော်အဲ့ဒီလူဟာအခုသူပြောတဲ့လူဟာရှက်တိုင်းလဲပေလို့ရတယ်ကြီးကြီးလေးနဲ့ပြောရတာရိုးရိုးရှင်းရှင်းလေးနဲ့ပြောရတာဟုတ်တယ်လေ အန်အန်ဒီကိုမဲလိုက်နေမဲဖို့လေဟိုကောင်နေအာနာယူနေအေလိုးနေပြောတဲ့စကားကိုလိုက်ယုံပြီးပြောမယ်ဆိုရင်ထမင်းစားတဲ့ကြီးတဲ့လူပဲဟုတ်တော့မလဲဘာလို့လဲထမင်းစားပြီးကြီးတဲ့လူဆိုကောင်းမှာအဲလူတယောက်တော့တွေးတော်ဆင်ခြင်းနိုင်တဲ့အတ္တိတရားအုံနောက်ရှိတယ်နော်အဲ့ဒီအတ္တိတရားကိုဘာလို့ထုံလွတ်နိုင်တဲ့အုံနောက်ရှိတယ်ရှင်းရှင်းလေးလူများမဲလိုက်နေမဲဖို့ဆိုကောမဲလိုက်နေမဲဖို့လို့ဖြစ်စရာမလိုဘူးဒေါ်အောင်ဆန်းစုကြည်ဆိုတာအခုမှရွေးကောက်ပွဲကိုထပ်ပြန်ညာလား1980မှာဝင်ပြိုင်နေ1990ရွေးကောက်ပွဲမှာဝင်ပြိုင်နေဘလူနိုင်နေ ောင်သာစုကြည်အပြတ်တတ်နိုင်ခဲ့တယ်2012ဇာပြရွေးကောက်ပွဲမှာဝင်ပြိုင်တယ်ဘယ်လိုနိုင်ခဲ့လဲဒေါအောင်သာစုကြည်အပြတ်တတ်နိုင်ခဲ့တယ်2015ရွေးကောက်ပွဲဝင်ပြိုင်တယ်ဘယ်လိုနိုင်ခဲ့လဲဒေါအောင်သာစုကြည်ပဲအပြတ်တတ်နိုင်ခဲ့တယ်အဲ့တော့2020ရွေးကောက်ပွဲကနိုင်တာထူးဆန်းတဲ့အရာလားထူးဆန်းတာကဘာလဲတိတာအရှုံးကိုအရှုံးမှန်လက်မခံရဲတဲ့စစ်သားမှလို့ပြောတဲ့ဒေါ်လာကြီးတွေ ပြောတော့စစ်သားကျွန်တော်လေးအကောင်းဆုံးတာငငယ်တော့ဆိုအာမလုပ်မသားကြီးရင်စစ်သားကြီးလုံးမှာစစ်သားဆိုရင်တကယ်ယောက်ျားပီတာတဲ့တတိယတိနဲ့ပြည့်စုံတယ်အာဒါလို့ထင်တာဘယ်ဟုတ်မလဲမြန်မာပြည်ကစစ်ဘုံချုပ်တယ်အကောင်ကျော်လကြီးပဲနော်ရှင်းရှင်းပြောတာအဲ့တော့ဒီကောင်တွေဟာဒီလိုမျိုးအရှုံးကိုလက်မခံရဲဘူးအာနာကိုယူတဲ့စိတ်တွေကြောင့်တိုင်းပြည်ပေါ်မလုတ်တဲ့နဲ့အလုပ်လုပ်တာကဲအခုနှစ်နောက်ခါအဲ့ဒီမဲလိန်နဲ့မဲဖိုးပါတယ်ဆိုတဲ့လူတွေကိုကျွန်တော်တခုမေးချင်တယ် နော်အခု2020မှာ NND ကမဲလိန်လိုဖြစ်ဖြစ်မဲခိုးလိုဖြစ်ဖြစ် NND အာနာရောက်ဟာကြီးပြအာနာပေးလိုက်ပြီတိုင်းပြည်အခုလိုမျိုးတွေးချောင်းစီးမလားဟမ်စစ်သားတွေအခုလိုမျိုးသေရမလားရဲတွေအခုလိုမျိုးသေရမလားစစ်သားတွေရဲတွေအခုအာနာစသိတွေကဘလောက်တည်ပြီးသွားပြီဘလောက်ဒုက္ခိတာဖြစ်သွားပြီတဲ့ရန်သူလက်မှာအစာပြောက်နေတာဘလောက်ဖြစ်ပြီတဲ့ဒုက္ခရောက်ရတဲ့စစ်သားရဲမိသားစုဦးရေဘလောက်ရှိနေပြီလဲဦးနော် ဟမ်မင်းအောင်လှိုင်အာနာမသိမ်းသဲနဲ့ခမည်းတော်ပြောသလိုအန်တန်ဒီပဲအာနာကိုပြီးဆက်ဝိုင်းတိုင်းပြည်ဟာအခုလိုဘဝရောက်မှလားတိုးတက်သွားမှလားစဉ်းစားလေဗျာခမည်းတော်ကိုခေါင်းထဲမှာအုံနောက်ကြီးထည့်ထားနှမျောစရာကြီးစဉ်းစားကြည့်ရိုးရိုးရှင်းရှင်းလေးစဉ်းစားကြည့်ဘာမှနိုင်ငံရေးပါဘာမှဟိုဆောက်ကြီးဆောက်ကျယ်ပြောပြီးတော့ဟိုပြောနေစရာမလိုဘူးရိုးရိုးရှင်းရှင်းလူတယောက်တွေးနိုင်တဲ့အတွေးနဲ့ပဲစဉ်းစားကြည့်နော်အဲ့တော့ NND အစိုးရ2015မတက်ခင်မှာ ဘလို့နှုတ်ခဲ့တယ်အဲ့ဒီအချိန်လေးကိုခင်ဗျားတို့ပြန်မှတ်ရအန္တနီအစိုးရ2015ရွေးကောက်ပွဲမတက်ခင်မှာအန္တနီအစိုးရကိုဘလို့ပုတ်ခတ်ခဲ့တယ်2015ရွေးကောက်ပွဲမှာမဲဆွဲစီယုံရင်နှုတ်ခဲ့တဲ့ကျမ်းဖို့ခေါင်းဆောင်တွေဒေါ်အောင်ဆန်းစုကြည်အပါဝင်အန္တနီခေါင်းဆောင်တွေကိုဘလို့အပုတ်ချတိုက်ခိုက်ခဲ့တယ်အန္တနီတက်လာရင်ဘာဖြစ်သွားမယ်လို့တွေးကြော်ခဲ့တယ်ကလားနိုင်ငံဖြစ်သွားမယ်တိုင်းပြည်တက်သွားမယ်အာဘလို့မပြောခဲ့ဘူးလားသူတို့ပြောသလို2015နေ2020ကြားထဲမှာဖြစ်ခဲ့လားတိုင်းပြည်ကနှိပ်ကြခဲ့တာလားတိုးတက်ခဲ့တာလား ဖမင်းစားပြီးကြီးတဲ့လူတိုင်းကြည့်တယ်။နော်။ဒါကြောင့်မလို့ဂျေဆုတင်တဲ့ဒီအကိုလည်းညီလည်းထွက်ပြောတာအဲ့လိုဒလို့ထွက်ပြောမဲ့လူတွေကျွန်တော်တို့အများကြီးယူတယ်။အမှန်တရားလို့ထွက်ပြောပါ။နော်။ကျွန်တော်နိုင်ငံအတွက်လုံနိုင်တဲ့နေရာလို့ပါထောက်ဖို့လုံနိုင်တဲ့လူကထောက်ဖို့ထွက်လို့ပါ။နော်။ကိုယ့်ရဲ့ချွေးနှဲစာတွေကိုစုပြီးလာရင်ငါတို့ဆက်အောင်မလူမနေရောက်ရှိတယ်။ဟုတ်တယ်မလားလာငါတော့ရောက်ငါရမှတ်တည်တယ်တလောက်ကွာမင်းတို့ဘယ်လောက်ထက်မလဲငါတို့ဘယ်ကိုပို့ကြမလဲလာစင်ဒါမှမဟုတ်တလောက်ကိုတိုင်းတစ်ခုပြည်နယ်တစ်ခုငါတို့ပို့မယ်ကွာကိုယ့်ကိုတိုက်ရိုက်ပို့ချင်တယ်ပို့လို့ရတယ် အဓိကပါလေလုံနေတဲ့သူတွေကျွန်တော်တို့လိုအပ်တာပါလုံနေတဲ့သူတွေတနေရာပဲလုံနေဘယ်နေရာမှမလုံဘယ်နေရာမှမဟုတ်ဟာငါတို့ကအရှိတမ်းမှအသေးခံပြီးတိုက်နေလीမင်းတို့ကဘလူးကမတိုက်ဘူးလို့ဘယ်ပြည်ကြီးမှမပြောဘူးဟာမပြောတော့မေးကြည့်ပါရဲဘော်တွေကိုတော့မေးကြည့်ပါကျောင်းမင်းတို့တိုက်နေလို့ငါတို့မတိုက်ဘူးကမင်းတို့ကဘာပြောချင်လဲသွားမင်းကြည့်ဘယ်ကလေးမှငါတို့တော့အတေခံတိုက်နေလို့မင်းတို့တော့အေးစင်းနေတယ်မပြောဘူးဘူးမှ ဒါပေမဲ့တို့ဘာပြောလဲကျွန်တော်တို့ခဲရန်နေလက်နဲ့လေးလေးလိုအပ်လို့ဖောက်မှန်ကြပါဗျာမတိတို့ရဲ့ကိုကျိုးစည်းဝါးလိုပဲတို့ကတောင်းနေရတာစဉ်းစားဘလောက်ရှင်သာစရာကောင်းလဲဟမ်အတက်ကြီးတွေခံပြီးတိုက်နေတာတော့လက်နဲ့ခဲရန်မပေးနိုင်လို့လက်နဲ့ခဲရန်မလုံတော့လို့ကျွန်တော်တို့နေရှက်စရာအဲ့ဒါအကျွန်တော်တို့ရှက်ဖို့ကောင်းတာကျွန်တော်တို့အေးစင်းနေနေတဲ့ဒီသူတွေအနေနဲ့တွေးကြည့်ရှက်စရာကြီးသူ့အတက်ကြီးတော့သူအသေးခံပြီးတော့တိုက်နေတာတို့ဒီကကိုလုံးကိုလုံးကိုစီးပွားကိုရှာစားပြီး ကိုဘွားကိုအေးကြောင်းကြောင်းနေနေတဲ့ဟာသူတို့လိုအပ်တဲ့ခဲရန်လေးတောင်မှအလီမီယံမထက်နိုင်ဘူးဆိုကျွန်တော်တို့ပြည်သူတွေညံ့လို့အဲ့ဒါရှင်းရှင်းလေးအဲ့တခုရှိတယ်စစ်တပ်ကိုထောက်ခံရင်တော့ဒီစကားကိုဘောင်မွေးဘူးနော်စစ်တပ်ထောက်ခံတဲ့လူဆိုဒိုးလိုက်လူလူတော့စရင်နဲ့တွင်းပြီးတော့မပြောဘူးအခုကျွန်တော်ပြောတာဝိလင်းကပြောတော့တော်လှန်ရေးကိုအားပေးတယ်ထောက်ခံတယ်အာဒီစစ်တပ်အာဏာသိမ်းတာလက်မခံနိုင်ဘူးမေလို့မင်းအောင်လိုက်ဆဲတယ်လောက်တယ်ဆိုရင်အဲ့ဒီလူတွေအားလုံးကိုပေါင်းလိုက်ပါအင်အားဘယ်လောက်ရှိတယ်လို့ ဟုတ်တယ်မလားအာလုံးလုပ်နေကြရင်အခုတို့လိုအပ်ချက်တွေရှိမလားမရှိဘူးကျင်းနေပါလားဒါကြောင့်မို့လို့ကျွန်တော်တို့တွေအများကြီးကြိုးစားအောင်မယ်ဆိုတာဒါတွေကိုပြောတာပါခုတို့ထွက်ပြောတဲ့ဒီညီကိုလည်းယေရှုတင်ပါတယ်လေးစားပါတယ်ဒါမျိုးအမှန်တရားတွေများများထွက်ပြောပေးကြပါ။ Okay ကိုစီဂျေဇူးထူးတင်တယ်။ခုနကဖုတ်ခွေးဘောမကိုဆုံးမသွားတယ်။ညီနောင်လည်းအထူးပင်လေးစားတယ်။ကျွန်တော်ပြောပြောနေတယ်။ကြာရတာဝင်၊နိုင်ရတာဝင်ဆိုတာအဲ့ဒါပဲ။ကိုနိုင်တဲ့ဘက်ကနိုင်တဲ့တာဝင်ကိုတော့ဓမ္မဘက်တော်သားတယောက်တိုင်း ထမ်းရွက်နေရမယ်လူအသိစိတ်ရှိတဲ့ဒူတန်းဒီပုတ်ခွေးယူးတွေကတကယ်တပက်ပိတ်တွေနော်သူတို့ကိုဖြည့်ရှင်းများတဲ့စကားတစ်ခုခုပြောလိုက်ရင်သူတို့ကပိတ်မယ်ပိမ့်မယ်ဒေါသထွက်မယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိပါတယ်ကျွန်တော်ညီကိုဝမ်းကွဲပဲတော်တယ်အဲ့လိုပဲပုတ်ခွေးကိုထောက်ခံတာပဲဘလို့ပြောပြောနားမဝင်ဘူးသူတို့သာအမှန်သူတို့သာအမှန်တရား ဆိုတဲ့သူတွေဟောကကျွန်တော်မိသားစုတွေကျွန်တော်တို့တွေအရှောက်တိုင်းကိုနိုင်ရတန်ဝယ်လေးတွေကိုထမ်းသွားပေးပါလို့တောင်းဆိုရင်းနဲ့ဂျေစုတင်နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတက်ရောက်ခြင်းဒေါ်လာနေတလေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့